Hello အားလုံးပဲမင်္ဂလာပါဟုတ်ပြီနော်အဲ့ကျွန်တော်ဒီတစ်ခါရောက်သွားတာပါလဲဆိုတော့ campus ပေါ့နော် campus ဆိုတဲ့ဟာလေးကိုရောက်သွားတယ်ဆိုတော့ campus ဆိုတဲ့ဟာလေးကကျွန်တော်တို့ website အတွင်းမှာကျွန်တော်တို့ login နဲ့ပုံတွေကိုစွဲတဲ့အခါမျိုးမှာသူကအသုံးနေပေါ့နော် login နဲ့ပုံစံတွေကိုကျွန်တော်တို့ကပုံစံကွက်တစ်ခုမှာကျွန်တော်တို့ကလုပ်ဖို့အတွက်သုံးနေပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာကျွန်တော် HTML campus ဆိုတာလေးကိုကျွန်တော်ရိုက်ချလိုက်မယ် CMP ရဆိုပြီးတော့ โอเคဆိုတော့ HTML canvas ဆိုပြီးဒီမှာ do this school တဲ့ဟာလေးကိုကျွန်တော်ဝင်လိုက်မယ်အဲ့တော့အခုမှ beginner တွေနေနေရဒီ canvas ကိုကျွန်တော်နားလည်ဖို့ကမလွယ်ဘူးပေါ့ဒါပေမဲ့တိထားဖို့လောက်ပဲကျွန်တော် intro လေးမိတ်ဆက်ပေးလိုက်မယ်ပေါ့နော်ဒီမှာ HTML canvas ဆိုတော့ကျွန်တော် graphic ပေါ့ graphic ဆိုတာကျွန်တော်ပုံတွေရှိရစာတွေရှိတယ်ဟုတ်လားနော်အဲ့လိုမျိုးတွေလှုပ်ရှားမှုတွေအကုန်လုံးပေါ့အဲ့ဒါတွေကိုဖော်ပြတဲ့ဟာကို canvas ဟောပေါ့အဲ့ဒါ graphic လို့ခေါ်တယ်ပေါ့အဲ့ဒီ graphic တွေကိုကျွန်တော်တို့က ဒီပြဖို့နေရာပေးထားတာပေါ့အဲ့ဒီဟာကိုကျွန်တော် campus လို့ခေါ်တယ်အဲ့တော့ campus တကူဖန်တီးမယ်ဆိုရင်ဒီလိုမျိုးလေးပေါ့နော် campus id my campus ပေါ့နော် width ကဟိုက်ရပါတယ်ပေါ့အဲ့တော့ဒီမှာ campus တကူကျွန်တော်တီဆောက်လိုက်တယ်ပေါ့အဲ့တော့ဒီမှာတီဆောက်လိုက်မယ်ဆိုတော့ဒီလိုမျိုးလေးပေါ့နော်ကျွန်တော်ဒီမှာ copy paste လေးချလိုက်မယ်ဒါဆိုရင် အဲဒါ ID ဆိုတဲ့ဟာလေး ID ပေးထားတယ်သူရဲ့ကမ်ဘတ်ကိုဝေးရန်ဟိုက်ကတော့ဒါတီးပြီးသားနော် ID ပေးထားတယ် okay ဒါ you ရှင်းရှင်းပဲကမ်ဘတ်ဆိုပြီးကျွန်တော်တို့ရေးလိုက်တယ်ပြီးတော့အန်ဒီမှာကမ်ဘတ်တခုတိဆောက်လိုက်တယ် ID ကျွန်တော်တို့ save ပြီးတော့ run ကြည့်လိုက်ဒီမှာဘာမှမထူးခြားသေးဘူးနော်ဘာမှမထူးခြားသေးဟုတ်ပြီအဲဒါပေမဲ့သူထဲမှာငါတို့ကမ်ဘတ်တခုကမ်ဘတ်တခုဖြစ်တယ်ဆိုအောင်မြင်နေပေါ့နော်ဒီမှာအဲ heat တက်လေးနဲ့တုံးလိုက်မယ်နော်အမိုင် CAN PS ကမ်ဘတ်ဆိုပြီး intro လေးဟောပါတော့နော် heat လေးခေါင်းစဉ်လေးတက်ပြထားလိုက်မယ် ဒါဆိုရင် my campus ဆိုတဲ့ဟာလေးဝင်လာပြီเนาะအဲ့ဒီမှာကျွန်တော်ကနေပြီးတော့အဲ့ဒီ campus ကိုဘာလို့ထပ်မလဲဆိုတော့ဒီမြင်းချောင်းလေးတစ်ချောင်းဆွဲလိုက်မယ်ရေရွမဆွဲဘူးကျွန်တော် java script ကိုသုံးမယ်ပေါ့အဲ့ဒီ script file လေးကိုကျွန်တော်ကူးထည့်လိုက်မယ်เนาะ okay script file လေးကိုကူးပြီးတော့ဒီအောက်မှာကျွန်တော်ကကောက်ထည့်လိုက်မယ်အဲ့ဒီဒီ campus ရဲ့အောက်မှာကျွန်တော် script file လေးကိုကုနာကူးတာ script file လေးကိုကောက်ထည့်လိုက်မယ်เนาะအဲ့ဒီ script file လေးမှာဒီမှာ id ရ my campus ပေးထားတယ် အဲ့ပေးထားတဲ့မိုင်ကပ်ဘက်ကိုဒီကောင်ကနေလှန့်ဖန့်နေပေါ့လှန့်ဖန့်ပြီးတော့ဒီမှာစီတဲကိုထည့်လိုက်တယ်ထည့်ပြီးတော့ဒီမှာ 2D ကိုထည့်မယ်ပေါ့အဲ့ထဲကနေမှဒီမှာ line တစ်ခုကိုဖန်တီးလိုက်တယ်ပေါ့အဲ့နေပြီးစစ်ကြည့်လိုက်မယ်ကျွန်တော်တို့ဒီမှာကြည့်ကြည့်လိုက်ဒီမှာမြင်းချောင်းတစ်ချောင်းကိုသူကဖန်တီးသွားတယ်တွေ့လားအဲ့ဒါဘယ်ထဲမှာဖန်တီးလိုက်တာလဲဆိုတော့ဒီကမ်ဘတ်ဆိုတဲ့ကောင်ကြီးတဲကိုဒီ secret သုံးလိုက်တာပေါ့အဲ့ဒါဘာ secret လဲဆိုတော့ java secret ပေါ့နော်ကျွန်တော်တို့နောက်ပိုင်းမှာလေ့လာရမယ်ပေါ့နော် ီမှာဘယ်လိုရရမလဲဆိုလို့ရှိရင် JPA Java SCRIPT subscript ပေါ့ Java script ပေါ့နော်အဲ Java script ကလည်းကျွန်တော်တို့ HTML တွေပါနေတယ်အဲ့လိုမျိုးအဲ့လိုမျိုးတွဲပြီးသုံးရတာဖြစ်တယ်ပေါ့နော် language ပေါ့နော် Java script language ဖြစ်တယ်ပေါ့နော် programming language ပါဆိုတော့အဲ့ဒါလေးကလည်းကျွန်တော်လေ့လာမှာပေါ့နော်ဆိုတော့ beginner beginner နေနေကလောလောဆယ်အဲ့ဒါမသိလည်းရတယ်ဒီ code ရဲ့ဒီ canvas ဆိုတဲ့ကောင်ကအဲ့လိုသုံးချရဲဆိုတော့သိဖို့ပေါ့နောက်တစ်ခုက sage တစ်ခုကိုဆွဲမယ်ဆိုရင်ဒီလိုဆွဲရတယ်ပေါ့အဲ့ script file လေးကိုကူးပြီးတော့ကျွန်တော်တို့ ဆွမ်းနကဟွာတဲ့ကိုထည့်လိုက်မယ်အဲဒီမှာဒီနေရာမှာကျွန်တော်တို့ပြန်အစသွင်းလိုက်မယ်ပြေပြန်ချလိုက်မယ်ဒီမှာ script file လေးပြီးတော့ save လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တိဘက်မှာဒီမှာအဝိုင်းရလာပြီအဲ့ဒါဘာလို့လဲကျွန်တော်တို့ဒီ java script နဲ့ဆွမ်းနကကျွန်တော် campus ထဲမှာထည့်ထားတဲ့ဒီ ID ပေါ့နော် my campus ဆို ID ကိုဒီမှာပြန်ချိန်ပြီးတော့ကျွန်တော်ကစကေကိုသုံးလိုက်တာအနှစ်ခုနှစ်ခုလောက်ချင်းဘယ်လိုလုပ်မလဲဆိုတော့ဒီအောင်နှစ်ခုလောက်လိုက်ပေါ့ copy နှစ်ခုကူးလိုက်ပေါ့ရှင်းရှင်းလေးပဲနော်အဲ့တော့ ဒီမှာကြည့်ကြည့်လိုက်ဒါဆိုလို့ရှိရင်အဲ ID ကဘယ်လိုဖြစ်နေလဲကဗတ်တကူထားထားတဲ့ဟာကိုမရတာနော် Okay အဝိုင်းတကူပဲရတယ်အဲ့နောက်ခုပေးကြည့်ရောဒီလိုမျိုးပေးကြည့်ရော my campus 2ဆိုပြီးပေးကြည့်လိုက်မယ်နော်2ပေးပြီးရောဒီဟာအတွက်ကိုလေကျွန်တော်တို့ကနောက်ခုလောက်ကြည့်လိုက်မယ် အဲဒီမှာဒီဒီခါရဒီစီကိုကျွန်တော်က my campus 2ဆိုပြီးတော့ပြကြည့်လိုက်ဒီမှာဆိုနှစ်ခုရသွားပြီเนาะ my campus 2ဆိုပြီးတော့ပထမဆုံးတစ်ခုက DC ကဒီ campus ကဒီပထမဆုံး DC တဲ့ကို campus ကဟာထည့်တယ်နောက်တစ်ခါကျတော့ AC တဲ့ကို campus 2ကဟာကိုကျွန်တော် ID ကိုပြန်ခေါ်ပြီးတော့ပြန်လုပ်လိုက်တယ်เนาะဒါဆိုရင်အဝိုင်းနှစ်ခုရသွားပြီเนาะနည်းနည်းရှုပ်မလားတော့မသိဘူးအဲ့ထက်မှစထည့်မယ် โอเคสาแท้ไปซะดิมาสาบ่อะท้องสันตาจินเนาะนักคู่ไม่หลุดတော့เดี๋ยวตะคู่ไปปะเลยมั้ยเนาะอะกုံลงไม่เลไม่ชุบดิผิดกုံเลยมั้ยเออสคริปต์ไฟล์ก็เปลี่ยนเพ็ดไล่เปลี่ยนเพ็ดพี่ก็เปลี่ยนเทไล่มั้ยโอเคဒီထဲမှာ main cap back ကိုချိန်ထားရနော်ဒီမှာ main cap back ကိုချိန်တယ်ဒီမှာရှေ့ main cap back နဲ့ဒီမှာရှေ့ main cap back ချိန်တယ်ချိန်ပြီးတော့ဒီမှာစ hello wa ဆိုစကိုထုတ်ပြလိုက်တယ်ဒီ main cap back ထဲမှာထုတ်ပြလိုက်တယ်ဒီမှာ hello wa ဆိုစထွက်လာနော်โอเคနော်ဒီဒီခါကျ hello wa ကို stop လေးနဲ့ပြချင်တယ်ဆိုရင်ဘယ်လိုလုပ်လဲအဲ့တော့ဒီကုတ်လေးကိုကူးလိုက်ပေါ့ အဲ့တော့အဲ့ဒီကုတ်လေးကိုကူးပြီးတော့ငါတို့ကဟယ်လိုဝါဆိုပြီးတော့ထည့်လိုက်မယ်ပြီးတော့စစ်ကြည့်လိုက်မယ်စစ်ပြီးဒီမှာကြည့်ကြည့်လိုက်မယ်ဆိုရင်ဟယ်လိုဝါဆိုပါတယ်အဲ့ဒီဟယ်လိုဝါနေရာမှာငါတို့ရဲ့နာမည်ထည့်လိုက်မယ်ဒါဆိုရင်ကိုကြိုက်တဲ့နာမည်ကိုထည့်လိုက်ပေါ့နော်အဲဒီမှာကို WIN ဝင်းကိုဝင်း HDNK ထိုက်ဆိုပြီးထည့်လိုက်မယ်ဒါဆိုရင်ကိုဝင်းထိုက်ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကမ်ဘတ်ထဲမှာပြလိုက်တာပေါ့နော် stone နဲ့ပြလိုက်တယ်ဒါဆိုရင်ဒီမှာ gradient radiant color လေးတွေအများကြီးပဲပေါ့နော် တိကဒီ JavaScript နဲ့နောက်ပိုင်း gain တွေပါရေပေါ့နော် JavaScript နဲ့ gain တွေပါရေကျွန်တော် HTML နဲ့ gain တွေပါရေလုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီ canvas ကလေးကိုသုံးပါတယ်အဲ့ခါကျ JavaScript တွေပါရင်ရောပါပေါ့နော်အဲ့ JavaScript ကိုကြာဒီလို script ဆိုတဲ့အဖွဲ့အပိတ်ထဲမှာကျွန်တော်ရေးရတာပေါ့ဒါတွေက JavaScript တွေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ canvas ဆိုတဲ့ကောင်ရဲ့ intro လေးဖြစ်ပါတယ်ပေါ့နော် canvas ကိုဘယ်လိုသုံးလဲဘာကြောင့်သုံးလဲဆိုတော့ intro လေးဖြစ်ပါတယ် လောလောဆယ်ဒါတိဖို့လို့လားဆိုမလို့သေးပါဘူးဒါပေမဲ့အဲလို့လာတဲ့အခါတီလို့ရှိတယ်ဆိုတော့ဟိုနားလဲထားဖို့ဖြစ်ပါတယ်ပေါ့နော်โอเคပါနော်ဆိုတော့ဒါဆိုလို့ရှိရင် canvas ဆိုတာဘာလဲဆိုတော့နားလဲလိမ့်မယ်အဓိက graphic ပေါ့ဒီထက်တတ်မှတ်ထားတဲ့နေရာအတွင်းမှာကျွန်တော်တို့တတ်မှတ်ထားတဲ့ပုံတွေကိုပြဖို့ဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့က width ကို200ပေးထားတယ်တကယ်လို့ကျွန်တော်တို့က width ကို100 ph sorry 100%ပေါ့နော်ပေးလိုက်မယ်ဆိုရင်သူကအပြည့်ယူသွားမှာပါ เนาะကျွန်တော်ဒီမှာအပြည့်ယူသားမှာပေါ့เนาะစကွင်းရကိုဝင်းထိုက်ပေါ့เนาะဒါဆိုတရားပါဆက်လို့ပေးလို့မရအောင်ဖြစ်နေတယ်တွေ့เนาะဒီမှာတရားပါဆက်လို့ပေးလို့မရအောင်เนาะပါဆက်တိနေတော့တော့ပေးလို့မရအောင်ဆိုတော့ထားပါတော့50 pa ဆိုပြကြည့်ရအောင်အဲအဲ့လိုမျိုးပစ္စယ်နဲ့ပေးမှတော့အဆင်ပြေတာเนาะโอเคပါ တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ campus အကြောင်းလေးကိုကျွန်တော်နားလည်သွားပြီအနောက်ဘက်မှာတော့ကျွန်တော် CSS ပေါ့နော် CSS intro လေးကိုကျွန်တော်ဆက်ပြောပြပါမယ်အားလုံးပဲပိုင်ပါ